မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမတ်လ23ရက်နေ့လည်ခင်းတဲ့ရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့ရင်အနေနဲ့စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနများအားလုံး၏နိုင်ငံသားကွန်ပျူတာများဝယ်ယူခွင့်အဝယ်တော်လုပ်ပိုင်ခွင့်ကိုမင်းအောင်လှိုင်တာအောင်ပြေဆုံး၏လူယုံမောင်မောင်နိုင်အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ကရရှိဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ အကြမ်းဖက်ဆက်ကောင်စီကာဝေးရေးနှင့်တပ်ထုတွင်ဝင်စီဌာနကလိုအပ်လျက်ရှိသောကုန်ပစ္စည်းများကိုတင်သွင်းဝယ်ယူရရင် ကုန်ပစ္စည်းများဝယ်ယူပေးရသောအဝေတော်လုပိုင်ခွင့်ကိုမင်းအောင်လိုင်သာအောင်ပြေဆုံး၏စီးပွားရေးလူယုံမောင်မောင်နိုင်၏အကိုဖြစ်သူဒေါက်တာမောင်မောင်လက်ကရရှိထားကြောင်းရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကပြောဆိုသည်မင်းအောင်လိုင်သာဖြစ်သူအောင်ပြေဆုံးကစီးပွားရေးလူယုံမောင်မောင်နိုင်ကိုမိသားစုကုမ္ပဏီစီးပွားရေးလုပ်ငန်းများအားလုံးနှင့်ကိုစားဦးဆောင်လုပ်ကိုင်ခွင့်ပေးထားပြီးဝင်စီးဌာနဆိုင်ရာလုပိုင်ခွင့်များကိုမှမောင်မောင်နိုင်၏အကိုဖြစ်သူ 偷偷摸摸列股，邊一場最時宜？ အောင်ပြေဆောင်ရဲ့လူယုံမမောင်နိုင်ကသူ့ကိုမမောင်လက်ကိုစီပွားရေးလုပ်ငန်းကွန်ရက်တွေမှာနာမည်ခန့်ခိုင်းပြီးလျှော့ဝက်စာစီပွားရေးလုပ်ကိုင်ဆောင်ရွက်နေပါတယ်။အကျိုးမြတ်များလာတဲ့အဝေတော်အဖြစ်ကာဝေးဝင်ကြီးဌာနရဲ့တရုတ်တွင်ဝင်ကြီးဌာနအပါအဝင်အခြားသောအစိုးရဝင်ကြီးဌာနများအတွက်နိုင်ငံခြားကွန်ပစ္စည်းများဝယ်ယူခွင့်ကန်ထရိုင်းများကိုမမောင်လက်ကနာမည်ခန့်ပြီးတော့မမောင်နိုင်ကနောက်ွယ်ကနေစီမံခန့်ခွဲနေပါတယ်ဟုရန်ကုန်စီပွားရေးအတိုင်းဝိုင်းကအတည်ပြုပြောဆိုသည်။မေအောင်လိုင်းမြေမာများကြောင်းတက်နေသော EMBS International ယ်စကူးကိုလည်းဒေါက်တာမောင်မောင်လက်နှင့်စနီးဖြစ်သူဒေါက်တာချိုးစုလိုင်တို့ကလောက်ကင်လျက်ရှိကြောင်း။အောင်မြင့်ဆိုရင်စီးပွားရေးလူယုံမောင်မောင်နိုင်နှင့်ညီကိုနှင့်မောင်နှမလေးဦးရှိပြီး၎င်းတို့မှာမောင်မောင်ဦးနှင့်ထထွေခင်ငယ်မော်နှင့်ထေးလွင်မောင်မောင်လက်နှင့်ချိုးစုလိုင်မောင်မောင်အောင်နှင့်ရှောင်းရန်တို့ဖြစ်ကြောင်းသိရှိရသည်။ဆလဘီကျောက်ဖြူတိုက်ဝဲတညောင်းရီရေတက်စကန်အနေရောက်လာစစ်တွေးမျိုးကိုအေးအေးဝင်မလာနိုင်အောင်စစ်တပ်ကလေးချောင်းလက်နက်ကြီးသုံးအဓိကသုံးခုခံဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင် အရကတက်မရော AA ကစစ်တွေနဲ့ကြောက်ဖြူမျိုးရှိစစ်တပ်စကန်များတရင်များကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတိုက်ဝဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလည်းမြို့အနီးဝန်းကျင်နေရာများကိုပါလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းများအသုံးပြုပြီးတိုက်ခိုက်နေကြောင်းစစ်ရေးတရင်ရင့်မြစ်များကပြောဆိုသည်2025ခုနှစ်ဖေဖော်ဝါရီလမှစတင်၍ AA ကစစ်တွေနဲ့ကြောက်ဖြူမျိုးရှိစစ်တပ်စကန်များတရင်များကိုထိုးစစ်ဆင်တိုက်ခိုက်နေရာမတ်လ22ရက်တိတိုက်ဝဲများဆက်လက်ပြင်းထန်နေသည် စစ်တွေမှာဆိုအေအေမျိုးအနာကက်မလာနိုင်အောင်စစ်ကောင်စီကမျိုးပတ်ချာလေးကိုပြစ်ခတ်နေတဲ့အနေအထားပါအေအေကလည်းလက်နက်ကြီးတွေအာသုံးပြီးပြန်တိုက်ခိုင်းနေပြီးတိုက်ပွဲပြင်းထန်နေတဲ့စစ်တပ်ဘက်ကမြေပြင်စစ်ကြောင်းမထိုးနိုင်တော့ဘူးအေအေတက်မလာနိုင်အောင်ကပစ်နေရတဲ့အနေအထားပါဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်တိုက်ပွဲပြင်းထန်နေစဉ်စစ်တွေမျိုးနဲ့ဆက်ဆက်နေသောပုံနာကျုံမျိုးနဲ့ကျော်စံရွာနဲ့ပေါတော်မျိုးနဲ့ဒဲခုံရွာတို့ကိုစစ်ကောင်စီကမတ်လ22ရက်နေ့နနက်ပိုင်းတွင်လေကြောင်းမှပုံချေခဲ့သည်လူထိခိုက်မှုမရှိတော့လဲအဆောင် ချို့ပျက်စီးခဲ့သည်။စစ်တပ်ဘက်ကလေးဘက်လေးတန်းအပိတ်ခံနိုင်ရတယ်လို့ယူဆပြီးရန်ပြစ်တာအေအေကပင်လယ်ဘက်ကပဲတက်လာမလားဂုံးမော်ကနေဝင်လာမလားလို့သူတို့စိုးရိမ်နေကြတာဟုဒေသခံတို့ကပြောသည်စစ်တွေနဲ့ပုံနာကျောမျိုးကြောင့်ဝါဘိုကြီးရွာ၌အပြန်လန်ပစ်ခတ်ပြီးတိုက်ပွဲဖြစ်ပွားနေပြီစစ်တပ်ကလေးချောင်းနဲ့လက်နက်ကြီးအုံပြတိုက်ခိုင်းနေသည်ဟုအေအေပြောရေးဆိုခွင့်ရှိသူခိုင်သူခါက People's Spring သတင်းဌာနအောင်မတ်လ20ရက်နေ့တွင်ပြောကြားထားသည် ကျောက်ဖြူမြို့နယ်ရင်းလင်းတညောင်းရီရေတက်စကန်ဆက်ဆက်နေသောခြေရွာများတွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းအေအေပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုသည်။ကျောက်ဖြူမြို့နယ်မှာဒေသခံတို့ကလည်းတညောင်းရီရေတက်စကန်နှင့်ရဲတပ်ရင်32ကိုဦးတည်သည့်အေအေအီထူဆစ်သည့်ဆက်လက်ပြင်းထန်နေပြီးစစ်တွေတိုက်ပွဲကဲ့သို့ပင်စစ်ကောင်စီကဒရုန်းနှင့်လက်နက်ကြီးများဖြင့်ခုခံတိုက်ခိုက်နေသည်ဟုပြောသည်။ ကျောက်ဖြူမြို့ရင်တရုတ်နိုင်ငံပိုင်း CITIC Group Company နဲ့မြန်မာအကောင့်ထဲပေါ်နေတဲ့အထူးစီးပွားရေးဆောင်နဲ့ရေနက်စိတ်ကန်စီမံကိန်းရှိပြီးရင်းနေရများတွင်တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များကလုံခြုံရေးယူထားကြောင်းဒေသခံအချို့ကပြောသည်တိုက်ပွဲပြင်းထန်နေစဉ်ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းကတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လေးချောင်းမှထပ်မံရောက်ရှိလာသည်စစ်တွေးမြို့ရင်လည်းအိန္ဒိယအစိုးရကရင်းနှီးမြှုပ်နှံထားသည့်ကလတ်တဲရေနက်စိတ်ကန်စီမံကိန်းရှိသည့် အေအေတဲ့ရခိုင်ပြည်နယ်တွင်ကြောက်ဖြူစစ်တွေနဲ့မန်အောင်မြို့နယ်မှာလွေရည်ကြံမြို့နယ်ဆလေးမြို့နယ်ကိုတင်ပိုက်ထိန်ချုပ်ထားတယ်။လက်ရှိတွင်မန်အောင်မြို့ကိုစစ်ရေးမဖော်ဆောင်သေးပဲကြောက်ဖြူနယ်စစ်တွေမြို့ကိုသာဥတီတိုက်ခိုင်းနေခြင်းဖြစ်သည်။ဆလဘီ KNU တက်မှာ9နေမြေမှာစစ်ကောင်စီတက်နေစဉ်ပုံကျဲမှုတွေပြုလုပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်မျိုးသားစီရင်ရုံး KNU ဖပုံ KN တမဟာငါနယ်မြေထဲမှာစစ်ကောင်စီတပ်ကလင်းရင်နဲ့နေစဉ်လာရောက်ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ KNU တမဟာငါပြောခွင့်ရဘူမူကြီးစောကလေတူကတန်လင်းတိုင်းမှာပြောပါရယ် KNU တမဟာငါကတိမ့်ဖိုက်ထားတဲ့ဖပုံမျိုးကိုပြီးခဲ့တဲ့မတ်လ19ရက်နေ့မှာစစ်ကောင်စီတပ်ကလင်းရင်နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဖပုံမျိုးနယ်ကျွန်းပင်ကြီးရွာထဲမှာလည်းစစ်ကောင်စီတပ်ကလင်းရင်နဲ့လာရောက်ပုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလူထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး ဖာပုံခရိုင်စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ၅တို့ကြားနှစ်ဖက်တိုက်ပွဲမရှိလဲစစ်ကောင်စီတပ်ဘက်ကတော့လေရင်နဲ့လာရောက် ပုံချဲပစ်ခတ်တာတွေကိုအမြဲတမ်းလှုံ့ဆော်နေပြီးဒီလိုလာရောက်ပုံချဲတိုက်ခိုက်တာဟာသူတို့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုစစ်ကူပစ်ကူလှုံ့ဆော်ပေးခြင်းဖြစ်တယ်လို့ပုံမူကြီးစောကလေတို့ကသုံးသပ်ပါတယ်။ ဖောင်ဖောင်စစ်ဖြူဟာနဲ့ဂရိုင်းတီရွာက BGF တက်စကန်ဟာမှာဆက်လက်ခုခံတိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ကို KNL တပ်မ9နဲ့တော်လင်းပူပေါင်းတပ်တို့ကဆက်လက်ဝိုင်းရံပိတ်ဆို့ထားတဲ့ဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်ပိုင်းကကမာမောင်ကနေဂရိုင်းတီဘက်ကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ကမာမောင်မြို့တွေပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကကမာမောင်မြို့စစ်ဖြူဟာကို KNL တပ်မ9တော်လင်းပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် စ်ကောင်စီတပ်ဟာလက်နက်ကြီးနဲ့လေးဆောင်ပစ်ကူတွေစက်တိုက်အုံပြုတိုက်ခိုင်းနေတဲ့အတွက်ကမာမောင်မြို့အနီးကျေးရွာတွေကဒေသခံပြည်သူတထောင်နေပါစစ်ဘေးရှောင်နေကြရပါတယ်။ကမာမောင်စစ်ဗျူဟာတိုက်ခိုက်သိမ်းပိုက်မခံရဖို့အတွက်စစ်ကောင်စီတပ်ကလေးဆောင်နဲ့လက်နက်ကြီးပစ်ကူတွေအုံပြုတိုက်ခိုင်းနေတယ်လို့မြိုင်ကြီးငုံမဲတဝေါ်လမ်းမိုင်းကတပ်ကိုလည်းထုံနှုတ်ယူပြီးကမာမောင်ကိုစစ်ကူပို့လွှတ်ကခံစစ်ပြင်ဆင်မှုတွေလှုံ့ဆော်နေကြပါတယ်။ ကရင်ပြည်သူများဆိုင်ရာကုမ္ပဏီ CIDKP ရဲ့အချက်အလက်တွေအရဖာဘွန်ခရိုင်ထဲမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေရက်ဆွန့်ခွာတိမ်ရှောင်နေရတဲ့စစ်ဘေးရှောင်ဥယျ9000နီးပါးရှိနေတာဖြစ်ပါတယ်။ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တာဘာနှစ်ယောက်ဖနှက်ချုပ်တော်မြီလို့ဆိုတဲ့သတင်းဆောင်ပါပဲဖြစ်ပါရဲ့ရှင်။နိုင်ငံပေါင်းစုံဦးဆောင်မြီကမ္ဘာ့မာတီပိုလာဝါရီ2025အလွန်မြန်မာအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆိုသည့်အလုံးယုံဆွေးနွေးပွဲကိုနေပြည်တော်တွင်ပြုလုပ်လာခဲ့သည်။ ထိုဆွေနေပွဲသို့အကယ်ဒမီပွဲထီတော်တင်ပွဲမှကြံတက်ရောက်ခဲ့သူပါလီယာကိုမိုက်ခဲမင်းအောင်လိုင်းရောက်လာခဲ့သည်။ ချိုဆွေနေဝေးတရင်ကိုတရုတ်ဆင်ဝါတရင်ဌာနကလည်းလက်ရှိကဘာကြီးကို၎င်းတို့ဦးဆောင်မှုပေးတော့မရောမိမောင်းချိုတင်ပြလာခဲ့တယ်။သို့တော့တရုတ်အစိုးရမှ၎င်းအားအလေးနဲ့ကြားပြောဆိုလိုတော့လေတွားလီယာရင်ဟာတာလောက်တက်သူမြန်အောင်လိုင်းကကောက်ကာငင်းကဖြင့်ခမားတို့အားလုံးအင်ကြီးတွေဖက်နဲ့တွေဝစ်ကြစီးကြတယ်မဟုတ်လားဟုမေးလိုက်သည်။မြန်မာသည်ဝါကောနှင့်တရည်များထုတ်လုပ်နိုင်စွမ်းရှိ၍အင်ဒီချင်းနိုင်ငံများရှိဘီလီယံနှင့်ချီတော်လူများအောင်အဝေးအစားများရှုဖက်နဲ့များထုတ်လုပ်ရောင်းချနိုင်ပြီးစီးပွားရေးအခွင့်အလမ်းချင်းရှိနေသည်ဟု အီတာလီယန်များပြည်မျက်လုံးပြုတ်မျက်စံပြူလောင်ချပြလိုက်သည်ရှခင်ကလည်းအလားတူတနိုင်ငံလုံးမှောင်နှင်မဲမဲဖြစ်နေမှုအားဆိုလာဆွဲရင်ဖြင့်အစားထိုးအံ့ဟုပြောပြီးမကြခင်မှာပင်သားဖြစ်သူအောင်ပြေဆုံးသည်ဆိုလာပြများကိုတူးရဲမောင်ပိုင်စီကတင်သွင်းလာခဲ့သည်ဤဒီကိုကြည့်ရင် ARA သတင်းမှာအောင်ပြေးဆုံးဖနက်ချုပ်ရောင်းတော့မြေလို့ဟုမေးခွန်းထုတ်လာခဲ့တယ် မင်းအောင်လိုင်းရဲ့အဖွဲ့ဒီကဘာကြီးတွင်ကြီးမားသောအရေးကြီးဖြစ်လာတော်မူရိတ်စားမိလာသည့်အတွက်၎င်းတို့လိုက်မမီနိုင်သည့်အကြောင်းအရာများကိုအလင်းပြပေးနိုင်မှုအတွက်ကျွမ်းကျင်သူဆိုသည့်များကိုခေါ်ယူကောင်းအုံနောက်စားလာခြင်းဖြစ်သည်ဒေါ်နယ်ထရမ်မာပင်စီးပွားရေးတန်ခတ်ပိတ်ဆို့မှုများပယ်ဖြတ်ပေးနိုင်တော်မူလို့ဟုစိတ်ကူးယဉ်ကောင်းရှင်လာနိုင်သည်တနိုင်ငံလုံးအားဒုက္ခပေးနေသည့်သွေးဆုပ်ဖုတ်ကောင်ကြီးအားအသက်သွင်းပေးရန်ဝန်မလေးသည့်အောက်လန်းဆရာရောင်ရောင်များသည်လည်းအပေါင်းအာရင်တန်တန်ပြင်ပြောဆိုကြမည်ပွဲလေးဖြစ်ပေသည်အမေရိကန်မှဘွေဇော်ဦးပြန်ပို့ခံရ သူမြန်မာနိုင်ငံသားနှစ်ဦးကိုပင်အိုးစီပုံမောင်းနှင့်ကြိုးစိုးမတက်လက်ခံခဲ့သည်။ဤဒီကပင်မိမိတို့မှဖန်စီအရေးယူမည်မဟုတ်စိတ်တလောက်အနောက်ဆန်မတင်ပေပြန်ပူရန်ထရန်အားအချက်ပြလိုက်ခြင်းဖြစ်သည်။ မင်းအွန်လိုင်းရဲ့အဖွဲ့စိတ်ကူးရှင်မြေဆိုကလည်းရှင်လောက်ပေးသည်စနိုနိုင်ငံတကာရေးရများစတင်လေလာခဲ့သည့်နှစ်ပေါင်း40ကျော်တွင်တစ်ခါမှမကြဘူးသောမဖက်ဖူးခဲ့သောမကြဝတ်မနာသာအပြောဆိုများအိမ်ပြူရောမှထွက်ပေါ်လာနေခြင်းလည်းဖြစ်သည်အိမ်ပြူရော၏တောင်မမျက်ခင်းပြင်သည်လည်းနေခြင်းညာခြင်းဆိုလိုကအယောင်ပြခန်းကြီးအဖြစ်သို့ပင်ပြောင်းလဲသွားခဲ့ပြီးဖြစ်သည် အရာရာတိုင်းဒီအမြဲလိုတသမတ်ထဲသွားနေလိမ့်မည်ဟု take it for granted ယူဆခဲ့သည့်အနောက်နိုင်ငံသားများလည်းတုံ့လောက်စာပြူလာနေပြီဖြစ်သည်ဂျပန်နိုင်ငံမျိုးကြီးနှမျိုးကိုအမှုမျိုးပုံကြီးနှလုံးဖြင့်ကျဲချတိုက်ခိုက်ခဲ့၍လူသိန်းသောင်းချီတိုက်ဆုံသွားခဲ့ပြီဖြစ်တော့လေယခုအခါလက်မှတ်တစ်ချက်ထိုးလိုက်ရုံဖြင့်ကမ္ဘာတဝန်းရှိလူသံပေါင်းများစွာဒုက္ခရောက်ကုန်ကြပြီဖြစ်သည်လူသားတို့၏လွတ်လပ်ခွင့်များဘက်မှမမမမက်ရက်တီပေးခဲ့ကြသောသတင်းစာကြားနှင့်မဂ္ဂဇင်းများကကြားရောက်လာလက်တန်းသောအန်အေဂျီကိုတာဝန်သိစွာမိမောင်းထုတ်ပြလာ ခဲ့သည်ထိုအထဲတွင်1859ခုနှစ်ကလေးကတည်ထောင်လာခဲ့သည့် The Atlantic Magazine ကြီးတွင်ဟစ်တလာအကြောင်းအထူးပြုလေးလာခဲ့ပြီး၎င်းနှင့်ပတ်သက်၍စာအုပ်ပေါင်းများစွာပြုစုရေးသားခဲ့သူသမိုင်းပညာရှင် Timothy W. Rebeck က How Hitler Demanded a Democracy in 53 Days ရေးသားခဲ့သည့်ဆောင်းပါးရှိကြီးကိုတင်ပြသွားမည်ဖြစ်သည်ပြည်သူတို့၏ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်